အမှုပညာရှင်တွေအနေနဲ့ပေါ့နော်သူကရုပ်ရှင်မင်းသားကိုအဓိကတာစက်ဆောင်ထားပြီးတာကိုရုပ်ရှင်ပြည့်ပြည့်စာပေပြည့်ပြည့်ဂီတပြည့်ပြည့်အရွယ်နဲ့အမြပြောင်းသွားတယ်ကသူ့အမှုပညာလည်းအရွယ်နဲ့အမြပြောင်းလိုက်ဖို့လိုတယ်လို့အဲ့ဒါလိုဟိုရိတ်ခါဖန်းကအတိပေးလိုက်ချင်တာပါ။ဘာကြောင့်လဲဆိုတော့ဟိုအသက်ရွယ်တွေကကြီးသွားပြီးတော့ဟိုပထမအစားဦးအစားရေးခံပြီးခဲ့တယ်လို့ရေးခဲ့အစားရေးဆရာဆိုနေရေးခဲ့သားခဲ့တယ်လို့ပဲပေါ့နော်။ဟိုမရင့်မကျက်ရေးနေလဲဆိုလို့ရှိရင်တော့အရွယ်ကြီးတဲ့အခါ ဒီနုနုနည်းနည်းအတွေးပုံပြန်တွေးရတာကျွန်တော်မှကြီးမကြိုက်တော့တကယ်မနုတော့နုကျင်အောင်ဆောင်တာပဲဖြစ်နိုင်တော့မယ်လေအဲ့တော့ရွယ်ကျင်းသွားရင်ရင်းကျက်တဲ့တွေးလေးနဲ့ဒီရုပ်ရှင်သရုပ်ဆောင်ပြီးပြီးဂီတသမားပဲပြီးပြီးအဲ့လိုရင်အရွယ်အသက်ရွယ်ရင်လာလို့ရှိရင်ဥမာဒေါ်မမအဲ့လိုကြီးလိုက်လေဟိုငယ်တုန်းကတက်တံပေါ်မှာကစားမယ်နဲ့အိုးခုံပြန်နေအောင်တော်တာနော်ဒါလေအမျိုးအသက်အချင်းလေးနဲ့ ဆယ်ကျော်တက်အရွယ်တိုင်းသူနဲ့ရွယ်သူတွေလေဆယ်ကျော်တက်အရွယ်နဲ့အပ်ပေးကြတာ။အော်ကြီးသွားတပြေ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 သူဆိုတဲ့တချင်းတွေကရင့်ကျက်လာ။ရင့်ကျက်လာတော့ဓမ္မတေးတိဆိုတာသူ့ဘုရားမှာဆိုင်ဟိုအစိုးရတယောက်တေးတန်ရှင်တယောက်နဲ့နေပြောကျင်းတ်ဆရာကြီးပဲ။အစုံအရွယ်နဲ့အရင်အမြရင့်ကျက်ပြီးတော့အလုံးလုံးသွားတယ်။အဲ့ဒါလေးကိုအတူယူခြင်းပါပေါ့။အဲ့ဒါလေးကိုအတူယူခြင်းသူကျန်တဲ့လူလည်းပြိယာစီခြင်းလို့ကိုကိုရင်ကလည်းပဲဟိုနုနုနေနေကိစ္စလေးတွေမှာပဲပုံကြီးချက်ပြီးစဉ်းစားပြီးရေးတဲ့ဆိုင်ရေးဆရာပြစ်မှာဆိုလို့ကိုကိုကလည်းသတိပေးရေးခဲ့တာပါတမီးရ